ပိုင်းယုတ်ဆိုတော့တတော်အဖြစ်ဆန်တီတီရက်တီမြေဘလူးဘစ်ငါးတကောင်ကဘလောက်ထိရုပ်ဆိုးအကြီးတက်နိုင်ပါလဲကပောက်မှာငါးမျိုးစိတ်တွေကမရင်မတက်နိုင်အောင်လို့များပြားသလိုကြည်ရဆိုလိုနေငါးမျိုးစိတ်တွေကလည်းအများအပြားရှိပါတယ်အဲ့ဒီအထဲမှာမှာကပောက်ရုပ်အဆိုးဆိုးတတော်အဖြစ်သတ်မှတ်ခြင်းခဲရတဲ့ငါးတကောင်ရှိပါတယ်အဲ့ဒီငါးကတော့ blue fish လို့ခေါ်တဲ့ရင်ငယ်ငါးတမျိုးပဲဖြစ်ပါတယ် ဲ့ဒီငါးမျိုးစားတွေကပင်လယ်သမုဒ္ဒရာရေအောင်ကျမ်းမြေမှာနေထိုင်ကျဆားကြတာဖြစ်ပြီးတော့အရွယ်စားအဖြစ်ဆိုရင်လည်းတပေလောက်ထိရှိပါတယ်။အထူးသဖြင့်ဩစတြေးလျရေအောင်ကျမ်းမြေနေမှာနေထိုင်ကြတာဖြစ်ပြီးတော့ရေနဲ့ပိုင်းပေ၂၀၀၀နဲ့၆၀၀၀ကြာမှာနေထိုင်ကျဆားကြတယ်ဖြစ်ပါတယ်။သူတို့ရဲ့အဓိကအစားအစာကဆိုလို့ရှိရင်တော့ခရီးနဲ့ကမာရီဖြစ်ပြီးတော့ခနန်းနဲ့ပုံစံတို့ကိုလည်းစားတတ်ပါတယ်။တစ်ခါတည်းမှာဆိုလို့ရှိရင်တံချုပ်တကောမှစားတတ်ပါသေးတယ်။ ဂလိုဘယ်ရွှေကိုတော့ကပန်းရုပ်စိုးတဲ့တော်အဖြစ်တက်မှတ်ထားတာကတော့ UK အခြေစိုက်ဖြစ်တဲ့ရုပ်စိုးတဲ့တော်များဆောက်ရှောက်ရေးအဖွဲ့အစည်းကနေပြောဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကတော့2013ခုနှစ်က Glowfish တွေကိုကပန်းရုပ်စိုးတဲ့တော်အဖြစ်တက်မှတ်ထားပြီးရအသင်းရဲ့လက်ကောက်အဖြစ်လည်းအသုံးပြုကြပါသေးတယ်။ ဒီဖွဲ့ကိုရောဇီဝဗေဒပညာရှင်တွေစာရေးဆရာတွေနဲ့ရုပ်တံတင်ဆက်သူစီမွန်ဝက်တုကဟီရိုဒီထောင်ခဲ့ကြဖြစ်ပါတယ်။ဘလူးဗစ်ငါမျိုးစိတ်တွေဟာလက်ရှိအခြေအထိကိုမှကပတ်ရုပ်အစိုးရသတ္တဝါအဖြစ်ယက်တိနေစေဖြစ်ပြီးသူတို့ရဲ့စံချိန်ကိုချုပ်ဖြတ်နိုင်တဲ့သတ္တဝါမျိုးမရှိသေးပါဘူး။ဘလူးဗစ်ငါမျိုးစိတ်တွေအရဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့မက်ဆာဆောင်ကဆိုလို့ရှိရင်နယူးဇီလန်တဘာဝဆော့ရှော့ရဲ့အဖွဲ့ကပေးရတဲ့ဖစ်ရှော့တဲ့ရဆုကိုလည်းရရှိခဲ့ပါသေးတယ်။